မြန်မာငလင်တဲ့ဒေတာတွေကိုကိုကြီးကစေပေးနေတဲ့ကိုရီးယားဘလော့ဂါကိုအောင်သူပရိသတ်ကြီးမြန်မာငလင်ဘေးဟာအပြည့်အစည်းများကြီးဖြစ်ခဲ့ပေမဲ့ယနေ့အချိန်ကြီးကိုကြီးကစေရဲ့လုပ်ငန်းတွေလုပ်ကိုင်နေရတော့မှနော်နိုင်ငံရရက်ကကိုကြီးပေးပြီးနောက်ဆက်တွဲပြန်လည်နေရချထားရဲ့လုပ်ငန်းတွေကိုအများဆုံးဖိမလှုပ်ဆောင်နေရတော့မှနော်မြန်မာနိုင်ငံမှာ၁၀နှစ်ကျော်နေပြီးမြန်မာပြည်ရဲ့လှပနဲ့တဘာဝတရားကြီးတွေကိုရိုက်ကူးပြသနေတဲ့ဘလော့ဂါအောင်သူကတော့ မြန်မာငလင်ဘေးတင်တွေဒီနေ့ချင်းဒီကေဆေးရေးမှာပါဝင်နေတာဖြစ်ပါသည်မြန်မာပြည်ကိုနိုင်ငံသားကလာရောက်နေထိုင်နေတဲ့နိုင်ငံသားစာအများပြားရှိသလိုနိုင်ငံတင်းကအလှပချိုးနဲ့လူနေမှုပုံစံတွေကိုလေ့လာရင်အခြေချနေထိုင်ကြသူတွေရှိပါသည်ကိုအောင်သူကမြန်မာပြည်ကို2015လောက်ကလေးကစရောက်ခဲ့ပြီးတော့မြန်မာပြည်ရဲ့ထုံးတမ်းစင်လာတွေနဲ့မြန်မာစကားအကာကြီးခါဝေကိုစလေ့လာပြီးတငယ်ချင်းတွေစီကသင်ယူခဲ့တာဖြစ်ပါသည်ကိုအောင်သူကရခုငလင်ဘေးမှာလေသူ့ရဲ့ YouTube ကရတဲ့ ဘလောင်းဝင်ငွေလေးတွေနဲ့အကောင်းဆုံးလူတန်းပေးခဲ့ပြီးတော့ကယ်ဆယ်ရေးမှလည်းပါဝင်ခဲ့သူပါ။သူကမြန်မာစားစာတွေဖြစ်ကြတဲ့မိုးရင်ကအုံနုခောက်ဆွဲနဲ့ငပိရေကိုကြိုက်တယ်လို့ပြောပါရင်အရှင်ကငပိကိုမကြိုက်ခဲ့ပေမဲ့လေအခုထမင်းစားရင်ငပိရေပါမှစားတတ်တော့လို့ပြောပြခဲ့တာဖြစ်ပါရင်လပါလုံးနဲ့မြန်မာပြည်မှာဒီလိုကက်ဘေးကြီးဖြစ်ခဲ့တော့ဖျောင်းစေတီတွေနဲ့အုံရင်တွေပြည့်စည်တာကြောင့်နှမျောမိတယ်။မြန်မာပြည်သူတွေကိုလည်းကိုချင်းစာပြီးတော့ကူညီပေးခဲ့တယ်လို့ပြောပြခဲ့တာဖြစ်ပါရင်သူကကိုရီးယားမှာကလေးကမြန်မာစကားစတင်ခဲ့ပြီးတော့အပြောင်းလဲပါလိမ့်နည်းနည်းလေး တက်ရောမြန်မာပြည်ကိုလာခဲ့ပြီးတော့ vlog ရိုက်ဆိုက်ခဲ့ကအခုဆိုရင်တော့မြန်မာကာမလေးလေးရှားနေပြီလို့ဆိုပါရီမြန်မာပြည်ကအရန်လာပပြီးတော့မြန်မာပြည်မှာပဲနေချင်နေမပြောင်းချင်တော့ဘူးလို့ပြောပြခဲ့တာဖြစ်ပါရီ မြန်မာနိုင်ငံရဲ့ငလင်ခက်ခဲကိုလက်ပိုက်ကြည့်မနေနိုင်ပေကိုရီးယားကိုမပြန်ခင်လေသူတက်ဆွမ်းတလောက်ကုညီပေးခြင်းတွေလို့ပြောပြခဲ့တာဖြစ်ပါရည်။ကိုအောင်သူဟာကိုရီးယားနိုင်ငံမှာရှိတဲ့သူ့ရဲ့အသိမိတ်ဆွေတွေကိုဖုံးဆက်ပြီးတော့ရန်မုံငွေတွေလှူခံခဲ့ကမြန်မာငွေနဲ့ပြန်လဲပြီးတော့ငလင်တန်ပို့ခံရတဲ့မြို့တွေကိုပို့ပြီးတော့လှူဒန်းပေးခဲ့တာဖြစ်ပါရည်။ကိုရီးယားကပြည်သူတွေနဲ့နှုပညာရှင်တွေကလည်းမြန်မာတွေရဲ့ငလင်ဘေးရောက်နေမှုကိုကုညီပေးခဲ့ပြီးတော့လူသားချင်းစာနာသောအနေနဲ့အနှုပညာရှင်တွေအများကြီးပါဝင်ကုညီပေးခဲ့တာဖြစ်ပါရည်။နောက်ပြီးတော့ငလင်ဘေးမှာကုညီကယ်ဆယ်ပေး နေတဲ့ကေဆေးသမားတွေနဲ့ပူးပေါင်းပြီးပစ္စည်းတွေကိုကိုရိုင်းဝေမြပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ကိုနိုင်ငံသားမဟုတ်ပေမယ့်လူသားချင်းစာနာပေးမြန်မာငွေလင်ပေးမှာကူညီပေးခဲ့တာဟာအများမြင်မှာတော့အားကျပြီးတော့ပီတိဖြစ်စရာပါရှင်။ကိုဝါတော်သူရဲ့ YouTube Channel မှာလည်းတကမာလုံးကတီအောင်မြန်မာငွေလင်ပေးကိုချပြပြီးတော့ကူညီတောင်းခဲ့တာဖြစ်ပါတယ်။မန္တလေးမြို့နဲ့စကိုင်းမြို့တွေမှာအများဆုံးလူတန်းပေးခဲ့ပြီးတော့ တိန်အောင်ချင်းစီလိုအပ်တဲ့စားစာဝတ်ထည်နဲ့စေဝါစာတွေကိုအကုန်လူတန်းပေးကြတာဖြစ်ပါတယ်။မြမပြည်လာနေတဲ့နိုင်ငံသားသားတယောက်တွေနေထိုင်စားတောက်ခက်ခဲပေမဲ့အောင်သူကတော့သူ့ရဲ့ဘလော်လေးတွေတင်ပြီးတော့မြမပြည်เจ้าကိုတိအောင်မျှဝေပေးခဲ့သူပါ။မြမစားစာတွေကိုစားပြနမေကြီးတကိုးကြီးနေရာတွေကိုသွားပြနေကိုအောင်သူဟာမြမကိုကဘာကားတိအောင်ဖော်ပြနေတဲ့နိုင်ငံသားသားတွေကတယောက်ပဲဖြစ်ပါတယ်။ဒီတော့ပြည်သက်ကြီးမြမငလင်ပေးတွေကူညီပေးနေတဲ့ ဘလော့ကအောင်သူပေါ်မှာမှတ်ချက်လေးတွေပြောခဲ့ပေးပါအောင်ရှင်အပိနာဆင်ခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်